်မင်္ဂလာပါဒီနေ့ကျွန်တော်တို့အလွယ်ဆုံးအင်္ဂလိပ်စကားပြောတွေပဲဆက်ပြီးလေ့လာကြည့်အောင်နံပါတ်1 what a great idea ကောင်းလိုက်တဲ့စိတ်ကူပေါ့နော်ကောင်းလိုက်တဲ့စိတ်ကူစိတ်တမ်းလို့ပြောတာနောက်တစ်ခု i like it very much ကျွန်တော်အရင်ကြိုက်တယ်လို့ပြောတာနောက်တစ်ခု are you out of your mind မင်းယူသွားပြီလားပေါ့နော်စိတ်မမှန်သေးရဲ့လားနောက်တစ်ခု where are you from မင်းဘယ်ကလာတာလဲတဲ့အတူဆုံးဖြေပေါ့နော် from ဥမာမြန်မာပေါ့မြန်မာကနေလာတယ်ပေါ့ ။ငါတို့ be my guest ငါတကခံမယ်ငါကြွေးမယ်။အဒါလေးမှတ်ထားဖို့နော်။နောက်တစ်ခု what's the matter ဘာကိစ္စလဲ။နောက်တစ် just a moment ခဏလေးလို့ပြောတာ။နောက်တစ်ခု what do you want မင်းပါလိုချင်လို့လဲလို့ပြောတာ။နောက်တစ်ခု what do you mean မင်းပါကိုဆိုလိုချင်တာလဲဘာပြောချင်တာလဲပေါ့နော်။အဲ့တော့ I know him ငါသူ့ကိုသိတယ်တဲ့အဲ့တော့ I have an appointment ငါမှာချိန်ထားရလေးရှိသေးတယ်လို့ပြောတာနောက်တော့ Where do you live မင်းဘယ်မှာနေရလဲ Do you like to dance မင်းကရတာကြိုက်သလားဝါသနာပါသလား What not a good what for ဘာအတွက်လဲ Not a good I want to go home ငါအိမ်ပြန်ချင်ပြီလို့ပြောတာ I want to go home လို့ပြောလို့လည်းရတယ်တူတူပဲပေါ့နော် Not a good let's do it လောက်လိုက်ကြစို့လို့ပြောတာ Not a good don't touch me ငါ့ကိုလာမထိနဲ့လို့ပြောတာ Not a good don't rush me ငါ့ကိုလာမလောနဲ့ပေါ့နော် I'm serious ငါတကယ်ပြောနေတာ ငါတီပြောနေတာငါစနောက်နေတာမဟုတ်ဘူးအဲ့အတိတ်ပဲကိုပြောတာနောက်တစ်ခု just you wait မင်းစောင့်ကြည့်လို့ပြောတာနောက်တစ်ခု i saw him the other day ဟိုတနေ့ကသူ့ကိုကျွန်တော်တွေ့လိုက်သေးတယ်လို့ပြောတာဒါလေးကတော့အလွယ်ဆုံးစကားပြောအပိုင်းလေးဆက်ပြီးတင်ပေးလိုက်တာလေးလာထားပါ